မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မောင်တောမြို့မှာရှိတဲ့အကျန်းဖက်စစ်ကောင်စီရဲ့ဒမန်သားရဲကင်းစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်တရာဝင်းကျင်အားရခိုင်တတော် AAC မှာအကုန်လုံးလက်နက်ချလိုက်တယ်ဆိုပါတယ်အကျန်းဖက်မင်းအောင်လိုင်ကသူ့ရဲ့စွမ်းဆောင်မှုကြောင့်မြန်မာစီးပွားရေးဥမော်လာပြီလို့ပြောနေပေမဲ့လက်ရှိမြန်မာတပ်ငွေတန်ဖိုးဟာဇက်တိုက်ထိုးကြနေပြီ ဒီတွေရွှေဈေးနှုန်းဟာအခောက်ရွှေတစ်ချက်သားကို53သိန်းကျော်တိစံချိန်တင်မြင့်တက်နေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရခိုင်ပြည်နယ်မောင်တောမြို့မှာရှိတဲ့အကြက်ဖက်စစ်ကောင်စီရဲ့တမန်သားရဲကင်းစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်100ဝန်းကျင်ဟာရခိုင်တပ်တော် AAC မှာအကုန်လုံးလက်နက်ချလိုက်တယ်လို့ရခိုင်တပ်တော် AAC ရဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိတ်ကိုပြောပါတယ်ရခိုင်တပ်တော် AA က လနဲ့ချီဝင်းရံပိတ်ဆို့ဖျက်တောက်ထားတဲ့မောင်တော်မြို့နယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့တမန်သားရေကင်းစခန်းကနေတပ်ဖွဲ့ဝင်အင်အားအယောက်၁၀၀ဝန်းကျင်လုံးဟာမတ်လ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲရခိုင်တပ်တော် AAC မှာအကုန်လုံးလက်နက်ချခဲ့တယ်လို့ရခိုင်တပ်တော် AAC ရဲ့သတင်းရင်းမြစ်ကပြောထားပါတယ်။ဒါ့အပြင်အဲ့ဒီတမန်သားရေကင်းစခန်းကနေလက်နက်မချဘဲထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ရခိုင်တပ်တော် AA ကလိုက်လံတိုက်ခိုက်ချေမှုန်းရမှာ စစ်ကောင်စီတပ်သားတွေရဲ့မသာအလောက်20ကျော်နဲ့လက်နက်ခေယံတွေကိုပါရခိုင်တတော်အေးအေးကတင်းစီရရှိထားတယ်လို့လည်းသိရပါတယ်ခင်ဗျအခုတခါကချင်ပြည်နယ်ဘက်မှာလေမုံမောင်မြို့နယ်မြို့တက်ကအချက်ဖက်စစ်ကောင်စီရဲ့ခမရ38ခွန်ဘျူဟာတရင်စကန်းကြီးကို KIA နဲ့မဟာမိတ်တပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲအပိတ်သက်သိမ့်ပိုက်လိုက်ပြီးလို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါရယ်မတ်လ25ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးမုံမောင်မြို့နယ်မြို့တက်က ကုံလောမှာရှိတဲ့အကြက်ဖက်စစ်ကောင်စီရဲ့ခမရ38ခုဘျူဟာတက်ရင်စခန်းကြီးနဲ့ခမရ320တက်ရင်တို့ကို GIA ဥဆောင်တဲ့မဟာမိတ်တပ်တွေကထုတ်ဆစ်စင်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီနောက်ဒီနေ့မတ်လ26ရက်နေ့မနက်ပိုင်းမှာတော့အကြက်ဖက်စစ်ကောင်စီရဲ့ခမရ38ခုဘျူဟာတက်ရင်စခန်းကြီးကို GIA နဲ့မဟာမိတ်တပ်တွေကအောင်မြင်စွာသိမ့်ပိုက်ရရှိသွားပြီလို့ GIA သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာလည်းနောက်ထပ်ကြံနေသေးတဲ့စစ်ကောင်စီရဲ့ခမရ320တက်စခန်းကိုပါဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ်စိတ်ကောင်းစီဘက်ကတော့လေချောင်းရောလက်နဲ့ကြီးနေပါပြစ်ခတ်ပြီးအသေးအသန်ခုခံနေတယ်လို့လဲ KI အစ်ဒရင်ရင်မြစ်ကပြောထားပါတယ်ဒီကနေ့မနက်သိမ့်ပတ်ရရှိထားတဲ့စစ်ကောင်းစီရဲ့ခမရ38ခွန်ဗျူဟာတရင်စကန်သိမ့်တိုက်ပွဲမှာစစ်ကောင်းစီဘက်ကတေဆုံးရှင်းနဲ့လက်နဲ့ရရှိမှုအခြေအနေကိုစီစစ်နေတုံးဖြစ်တယ်လို့လက်ရှိမှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့လဲ KI အစ်ဒရင်ရင်မြစ်ကပြောထားပါတယ်ခင်ဗျဒီတခါကရင်ပြည်နယ်ဘက်မှာလည်း ကော့ကရိတ်မြို့ကအကြက်ဖက်စစ်ကောင်စီတက်တဆွဲထားရာအမှတ်3ရက်စကန်တောင်ပေါ်ကျောင်းနယ်မြို့တော်ဦးနေရာတွေကိုတော်လန်ရေးတပေါင်းစုတွေကနေဝင်ရောက်တက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား15ဦးကတော့အသီးသီးသေကုန်ကြပြီတော်လန်ရေးရဲဘော်၄ဦးလည်းမြင့်မြတ်စွာအသက်ပေးလူတော့ရတယ်လို့ကြားဖြူစစ်ကြောင်းကပြောပါတယ်မတ်လ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲကော့ကရိတ်မြို့ပေါ်မှာရှိတဲ့အမှတ်3ရက်စကန်တောင်ပေါ်ကျောင်းနယ်မြို့တော်ဦးနေရာတွေကိုတော်လန်ရေးတပေါင်းစုတွေကနေဝင်ရောက်တက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သား15ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေကုန်ကြပြီးဒဏ်ရာရတဲ့သူတွေပါများသွားတဲ့အပြင်တိုက်ပွဲတွင်တော်လိုင်းရဲဘော်၄ဦးလည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ကြားဖြူစစ်ကြောင်းကပြောထားပါတယ်လက်ရှိမှာလည်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကြားဖြူစစ်ကြောင်းငကပြူစစ်ကြောင်းနဲ့တော်လိုင်းရဲတပ်ပေါင်းစုတွေဟာစစ်ရေးအရှိန်မြင့်တင်လာတဲ့အတွက်ကော့ဂရိတ်မြို့တွင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့လည်းသိရပါတယ်ခင်ဗျ တစ်ဖက်မှာလည်းအကျန်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ညီသည့်အဖွဲ့အစည်းညီသူကိုမစိုးတိုက်ခိုက်ချေမှုန်းတော့မှာဖြစ်တယ်လို့ရခိုင်တပ်တော် AA ကတရားဝင်ထုတ်ပြန်တတိပေးလိုက်ပါတယ်ရခိုင်ပြည်နယ်အတွင်းစစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးရခိုင်တပ်တော် AA ကမတ်လ25ရက်နေ့မှာထုတ်ပြန်တဲ့အချိန်ထည့်သွင်းပြောဆိုတတိပေးလိုက်တာပါလက်ရှိရခိုင်ပြည်နယ်မှာမွတ်စလင်တွေကိုစစ်ကောင်စီကအတင်းအဓမ္မခေါ်ယူပြီးစစ်သားတစ်အဖြစ်ရှေ့တန်းစစ်မျက်နှာကိုပို့နေတယ်လို့ မွတ်စလင်တွေကိုပါလက်နက်ကိုင်အဖွဲ့အစည်းအဖြစ်စစ်တကဖန်တီးနေတဲ့ဆိုတဲ့သတင်းတွေပါထွက်ပေါ်ပြီးတဲ့နောက်ရခိုင်တပ်တော် AA ကတတိပေးလိုက်တာပါရခိုင်ပြည်နယ်မှာရခိုင်တပ်တော် AA ကလွဲပြီးမြေတိလက်နက်ကိုင်အဖွဲ့အစည်းမှမရှိစေရဘူးလို့ AA ကတရားဝင်ထုတ်ပြန်လိုက်တဲ့အပြင်စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့မြေတိအဖွဲ့အစည်းမြေသူကိုမစိုးတက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကတော့ရခိုင်ပြည်နယ်မှာလူမျိုးရေးပဋိပက္ခဖြစ်အောင်ဖန်တီးနေတဲ့အပြင် ဘူတီတောင်မြို့မှာဆိုရင်မွတ်စလင်တွေကိုနောက်ွယ်ကနေချိုးကင်ပြီးဆန္ဒပြပွဲတွေကိုပါဖန်တီးနေပြန်တယ်လို့ရခိုင်တပ်တော်အေအေကပြောထားပါတယ်။အဲ့ဒီအတွက်ရခိုင်ပြည်နယ်မှာရှိတဲ့လူတုအနေနဲ့အကြမ်းဖက်စစ်ကောင်စီဖန်တီးနေတဲ့နိုင်ငံရေးထောင်ချောက်ထဲကိုမဝင်မိကြဖို့နဲ့လက်ရှိစစ်ကောင်စီကစစ်ရေးအရာသူတို့ရဲ့ရှုံးနိမ့်မှုတွေကိုအာယုံလွဲအောင်လူမျိုးရေးဘာသာရေးပဋိပက္ခတွေကိုဖန်တီးနေတာကြောင့်ပြည်သူတွေအနေနဲ့နိုင်ငံရေးအသိနဲ့တတိထားနေထိုင်ပေးကြဖို့ကိုလည်းရခိုင်တပ်တော်အေအေကအတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျ။ တစ်ခါဆက်ချင်တာကတော့အကျန်းဖက်စကောင်စီအဆုံးသက်ပြိုလဲချိန်အထိတညိတညွတ်တဲ့ဝိုင်းဝန်းစ조사ကြဖို့နဲ့လူငယ်မျိုးဆက်တစ်တွေကိုနေရာပေးကြဖို့အမျိုးသားညီညွတ်အစိုးရ NGO ယာယီတမရဒူဝါလက်ရှိလက်ကနေတိုက်တွန်းပြောဆိုလိုက်ပါတယ်ဒီကနေ့မတ်လ26ရက်နေ့မှာကျင်းပတဲ့အမျိုးသားညီညွတ်အစိုးရရဲ့စနစ်မြင်ဆောင်2024အစိုးရအဖွဲ့အစည်းအဝေးမှာနိုင်ငံတော်ယာယီတမရဒူဝါလက်ရှိလက်ကထည့်သွင်းပြောကြားလိုက်တာပါလက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ယုံရင်ပြိုလဲမှုတွေကိုမျက်ဝါးထင်ထင်မြင်တွေ့နေရပြီဖြစ်တဲ့အတွက်ဒီလိုအချိန်မျိုးမှာပြည်သူလူထုနဲ့သက်ဆိုင်ရာတော်လှန်ရေးအင်အားစုအားလုံးကအညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ်ယုံထပါဝင်လာစေဖို့လိုအပ်တယ်လို့လက်ရှိပြည်သူလူထုဟာတာဝန်ကျေတင်တာထက်ကိုပိုတဲ့လူထုဖြစ်တဲ့အတွက်တော်လှန်ရေးအင်အားစုအားလုံးဟာလူထုမျက်နှာကိုငဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီအဆုံးသက်ပြိုလဲတဲ့အချိန်ထိ တညီတညွတ်တဲ့ဝိုင်းဝန်းစ조사ကြဖို့လိုအပ်ပါတယ်လို့နိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလက်ကပြောကြားလိုက်ပါတယ်။ဒါပြင်ဝန်ထမ်းကြီးရာခန့်အပ်တဲ့ကိစ္စတွေမှာလည်းနိုင်ငံအကျိုးအတွက်ဖြစ်သင့်ဖြစ်ထိုက်တဲ့လူငယ်မျိုးဆက်တစ်တွေကိုနေရာပေးကြဖို့အဟောင်းကိုအစ်စ်နဲ့အစားထိုးကြဖို့နဲ့အဲ့ဒီလိုအစားထိုးနိုင်မှသာအနာဂတ်ကာလဟာတက်ဝင်လှုပ်ရှားနိုင်မှာဖြစ်တယ်လို့လည်းနိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလက်ကပြောတော့ပါတယ်။ဒါပြင်ပြည်သူလူထုအတွက်အကျိုးအဖြစ်ထွန်းဆုံးလှုပ်ဆောင်ပေးနိုင်ဖို့တော်လည်ရင်အားစုရိနေနဲ့ လက်ရှိလှုပ်ဆောင်ချက်တွေကိုမြန်မြန်ဆန်းဆန်းဖြစ်ဖို့လဲလိုအပ်တယ်လို့ဆုံးဖြတ်ချက်တွေဟာထိထိရောက်ရောက်ဖြစ်ဖို့လဲလိုအပ်ပြီးရလကောင်ပီပီပြင်းပြင်းထွက်ရှိဖို့ကိုလဲအလေးအနက်ထားလှုပ်ဆောင်ပေးကြဖို့ကိုပါထပ်မံတိုက်တွန်းခြင်းပါတယ်လို့နိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလက်ကပြောကြားလိုက်ပါတယ်ခင်ဗျတဖက်မှာတော့အကျန်းဖတ်မင်းအောင်လိုင်ကသူ့ရဲ့စွမ်းဆောင်မှုကြောင့်မြမစီးပွားရေးဥမော်လာပြီလို့ပြောနေပြီမဲ့လက်ရှိမြမကြက်ငွေတန်ဖိုးဟာဇက်တိုက်ထိုးကြနေပြီ ပြည်တွင်းရွှေစိမ့်နှုံဟာအခောက်ရွှေတစ်ချပ်သားကို43သိန်းကျော်အထိစံချိန်တင်မြင့်တက်နေတယ်လို့လုပ်ငန်းရှင်တွေစီကနေသိရပါတယ်။မတ်လ25ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲပြည်တွင်းမှာမီလင်အခောက်ရွှေတစ်ချပ်သားကို42သိန်း6500နဲ့ဈေးပိတ်သွားပြီ။ဒီကနေ့မတ်လ26ရက်နေ့မနက်ပိုင်းမှာတော့ဒေါ်လာဈေးပါတက်သွားတဲ့အတွက်ရွှေစိမ့်ဟာ43သိန်းကျော်အထိထိုးတက်သွားတယ်လို့ရန်ကုန်မြို့နယ်ရွှေကုန်သည်တွေကပြောပါတယ် တစ်ဖက်ကအမေရိကန်ဒေါ်လာဈေးဟာလဲဒေါ်လာကိုငွေကျပ်3980ပတ်ဝန်းကျင်မှာဈေးပေါက်နေပြီ။နိုင်ငံငွေလဲနှုန်းတွေအလုံးမြင့်တက်နေသလိုမြန်မာကျပ်ငွေတန်ဖိုးတွေဟာဇက်တိုက်ကိုထိုးကျနေပြီ။ထိုင်းဘတ်တစ်ဘက်ကိုတောင်မြန်မာငွေ104ကျပ်ဝန်းကျင်မှာဈေးပေါက်နေတယ်လို့ရန်ကုန်ငွေလဲဒိုင်တဦးကပြောထားပါတယ်။အကျန်းဖတ်စိတ်ကောင်းဆောင်မင်းအောင်လိုင်းကတော့ NLD ဆိုရလက်ထက်မှာစီမံခန့်ခွဲမှုအားနည်းချက်ကြောင့်မြန်မာစီးပွားရေးကျဆင့်ခဲ့တယ်လို့ပြောနေတဲ့အပြင် လက်ရှိသူ့ရဲ့စွမ်းဆောင်မှုကြောင့်မြမစီပေါ်ရေးဟာဥမော်လာပြီးဆိုပြီးတော့ပါလူတိရှင်ကြထုတ်ဖို့ပြောထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ